သမီးတို့ရေအခုပြောပြမယ့်ပုံမြင်လေးကတော့ KG ပုံမြင်နေတဲ့ကတခုဖြစ်တဲ့ကျွန်တော်အမီလာခမရလို့အမည်ရတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်ဟိုးရှိရှိတုန်းကတောဟိုကြီးတခုထဲမှာတပင်းတွေရိမ့်ထိုးပြီးအရွက်တွေကျွေးကြအောင်လေရီတိုက်နေတယ်အဲ့ဒီအချိန်မှာပဲတောင်ငုံမြင့်တခုပေါ်ကတပင်းကြီးရဲ့အပေါ်မှာရှိနေတဲ့နှစ်တိုက်သေးကဥကလေးတစ်လုံးကျလာတယ်ကွယ်အဲ့ဥကလေးက တောင်ကုန်းဘောကနေလိန်စင်သွားတယ်။အဲဒီကနေဆက်ပြီးတတုံးတရားကနေမြက်ကိုကြောဖြန်းပြီးလိန်သွားတယ်ကွ။ဥကလေးကမရက်ဖဲမြက်ပင်တွေကိုဖြန်းပြီးလိန်သွားပြန်တယ်ကွ။ဥကလေးဟာမြက်ခင်းပင်ကိုဖြန်းပြီးတွင်းတစ်ခုနိုင်ရောက်တဲ့အခါတွင်းထဲကိုလိန်စင်သွားပြန်တယ်။တွင်းနဲ့ရောက်တဲ့အခါဥကလေးဟာဆက်မလိမ့်တော့ပဲယုံကလေးရဲ့အရှိမရက်သားတယ်ကွ ဦးကလေးဟာအကွဲလာပြီးဦးကလေးလေးကငှက်ပေါင်ဆန်လေးထွက်လာတယ်။ဟိုကြည့်ဒီကြည့်နဲ့ငှက်ပေါင်ဆန်လေးဟာရုံကလေးကိုမြင်တဲ့အခါကျွန်တော်အမေလာခင်ဗျာလို့မေးလိုက်တယ်။ရုံကလေးကမင်းအမေမဟုတ်ပါဘူး။အပေါ်ကိုတက်သွားပါ။အဲဒီမှာမင်းအမေရှိတယ်လို့ပြန်ပြောလိုက်တယ်ကွ။ကပောင်စာလေးတွင်နေကနေမြေပြင်ပေါ်ကိုရောက်လာတဲ့အခါမှာမြေခင်းပြင်မှာတမင်လေးကိုတွေ့ပြန်တယ်။ကျွန်တော်အမေလာခင်ဗျာလို့မေးပြန်တယ်။ မင်းအမေမဟုတ်ပါဘူးဆက်ပြီးသွားလိုက်ပါအဲ့ဒီမှာမင်းအမေရှိတယ်လို့ပြောပြတယ်တဲ့ငါပေါ့စာလေးလည်းဆက်ပြီးသွားလိုက်တော့တတုံးတရားလေးရှိတဲ့မျက်နှာကိုရောက်လာတယ်အဲ့ဒီအနာမှာလက်ရည်လက်တကောင်ကိုတွေ့တော့ကျွန်တော်အမေလားခမားလို့မေးပြန်တယ်လက်ကလေးကမင်းအမေမဟုတ်ပါဘူးမြစ်ကိုချောပြန်းပြီးသွားလိုက်ပါအဲ့ဒီမှာမင်းအမေရှိတယ်ဆိုပြီးပြောလိုက်တယ်ကွငါပေါ့စာလေးလည်း မြစ်ကိုကြောပြတ်လိုက်တဲ့အခါယောက်ကလေးကိုတွေ့တယ်။ကျွန်တော်ရဲ့အမေလားခမလို့မေးလိုက်ပြန်တယ်။မင်းအမေမဟုတ်ပါဘူး။ဆက်ပြီးတက်သွားလိုက်ပါ။အဲ့ဒီမှာမင်းအမေရှိတယ်လို့ယောက်ကလေးကတောင်ကုန်းပေါ်ကိုလမ်းညွှန်လိုက်တယ်တဲ့။ညပေါ့စာလေးတောင်ကုန်းပေါ်ကိုတက်သွားတယ်။တောင်ကုန်းပေါ်ကတပင်နာမှာရှင်ကလေးကိုတွေ့တဲ့အခါကျွန်တော်အမေလားခမဆိုပြီးမေးတော့မင်းအမေမဟုတ်ပါဘူး။ အပေါ်ကိုတက်သွားပါအဲ့ဒီမှာမင်းအမေရှိတယ်လို့ပြောတယ်။ညပေါက်စာလေးကတက်ပြီးမော်ကိုမော်ကြည့်လိုက်ပြီးအပေါ်ကိုဆက်မတက်နိုင်တော့ဘူးတက်ဖို့တိတ်ခက်တယ်ဆိုပြီးပြောတဲ့အခါမဘူးပါနဲ့ကိုညီပါမယ်လို့ရှင်ကလေးကပြောပြီးကြောပေါ်တင်းပြီးတက်ပြီးမော်ကိုတက်သွားတယ်ကိုယ်တက်ပြီးမော်ကိုရောက်တဲ့အခါ အတိုက်ချင်းမှာညမကြီးနဲ့ညပေါ့စာလေးတကောင်ကိုတွေ့တယ်။ကျွန်တော်အမေလားခင်ဗျာလို့မေးလိုက်တဲ့အခါဟုတ်ပါတယ်မင်းရဲ့အမေပါဒီမှာမင်းရဲ့အမပါလို့ဝန်တာအာရ ပြောလိုက်တယ်။ငါ့အမေကအစားရှာရကပြန်လာတဲ့ငါ့အဖေကိုပြားပြီးဟိုမှကြည့်စမ်းမင်းရဲ့အဖေပေါ့မင်းကိုရှာနေတာအခုမင်းအိမ်ပြန်ရောက်လာလို့အာလုံးပြောနေကြရဲ့လို့ပြောလိုက်တယ်။ပုံမေးလေးကတော့ဒါပါပဲကွယ်။